ပါသွားတယ်။အဲကြောင့်ကိုတို့လိုက်ပြန်လွှင့်ပေးလိုက်ပါပြီ။ကိုထွန်းရဲ့မိတ်ဆွေတွေအားလုံးပဲ။ကဲမိတ်ဆွေတွေအားလုံးပြန်ပြီးတက်လာခဲ့နော်။ကိုတို့ပြန်ပြီးပြောပြပေးမယ်။မနေ့ဖန်ဝိုးအဓိကမိန်ထားပြီးတော့ထိုးအားမဲ့ခဏန်းတွေကိုကိုတို့ပြန်ပြီးပြောပြပေးသွားပါမယ်။အဲ့ဒီကြောင့်မိတ်ဆွေတွေအားလုံးပဲ like လေးကိုပြီးအောင်ကြည်ပါ like လက်မလေးတွေတန်းစီပြီးတော့နှိပ်ပါအသေးလေးတွေတန်းစီပြီးတော့ပေး comment မှာ okay လေးတွေတန်းစီပြီးတော့မှန်သွားကဲ like share လေးနဲ့ကူညီပေးသွား line ကောင်းနေဆိုရင်မိတ်ဆွေတွေအားလုံး comment မှာ okay လေးတွေမှန်သွား နော်လိုင်းကောင်းလဲဆိုရင် comment မှာ okay လေးတွေတန်းစီပြီးတော့မှန်သွားပါကဲလိုက်လက်မလေးတွေတန်းစီပြီးတော့နှိပ်ပါအသေးလေးတွေတန်းစီပြီးတော့ပေးတာမိတ်ဆွေတွေအားလုံးမနက်ဖြန်ကိုထုံးလို့အဖွင့်နေနော်မနက်ဖြန်အဖွင့်နေကိုအပိုင်မင်းအောက်ွက်နဲ့ထိုးကျင်ပါတယ်အပိုင်မင်းအောက်ွက်နှစ်ကွက်ထဲနဲ့ရကျင်ပါတယ်ဆိုတော့ဝါသနာရှင်လေးရှိရဆိုရင် comment မှာ okay လေးတွေတန်းစီပြီးတော့မှတ်သွားနော်ဟုတ်ပြီလား comment မှာ okay ေလေးတွေတန်းစီပြီးတော့မက်သွားပါအခုလာမဲ့ပတ်မှာကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံးပဲကိုထွန်း၃ရက်ပဲဆော့ရမယ်အဲ့ဒီတကြောင်မို့ကိုထွန်းကတော့အပီးခွေတွေကိုဆော့စီခြင်းနဲ့မိတ်ဆွေတွေဘက်ကနေပြောအပီးခွေကိုဆော့ရတာဝါသနာမပါပါဘူးအပီးခွေကိုဆော့ရတာမကြိုက်ဘူးဆိုတဲ့မိတ်ဆွေတွေနော်တနေ့တာလေးကိုပဲထိုးခြင်းပါတယ်တနေ့တာဝမ်းခြင်းနေတော့ဒါမှမဟုတ်ကီးလေးနဲ့ထိုးခြင်းပါတယ်ဆိုတဲ့မိတ်ဆွေတွေအားလုံးရှိတယ်ဆိုရင်ဒီဗီဒီယိုပိုင်းကိုပြီးဆုံးတဲ့အောင်ကြည့် အခုကိုတို့ဒီညလိုက်လွှင့်ပေးတာကမိတ်ဆွေတွေအားလုံးမနက်ဖြန်ကိုအတီးက main ထားပြီးတော့ထိုးရမယ် main all quad နှစ်ကွက်ကိုကိုတို့ချပေးဖို့အတွက်မိတ်ဆွေတွေအားလုံးကိုကိုတို့တက်လာခြင်းဖြစ်တယ်နော်ကဲရာဇီဥဒုရတဲ့အရန်ကိုပူပါတယ်လေထဲမတိုက်ပါဘူးနော်အဲ့ဒီကြောင့်မို့အရန်ကိုပူတဲ့အတွက်ကြောင့်မို့ချွေးလေးတွေပြန်နေတဲ့အတွက်ကြောင့်မို့တင်းကြီးခံပြီးကြည်ပေးပါကဲလိုက်လက်မလေးတွေတန်းစီပြီးတော့နှိပ်ထားမနက်ဖြန်ကို main all quad နှစ်ကွက်ထဲထိုးခြင်းပါတယ်ဆိုတော့ဝါသနာရှင်တွေအားလုံးရှိတယ်ဆိုရင် လိုက်လက်မလေးတွေတန်းစီပြီးနှိပ်တာကိုထွန်းရဲ့ YouTube channel လေးကို subscribe ဆိုတဲ့စာတမ်းအညီလေးကိုမနှိပ်ရသေးတဲ့မိတ်ဆွေတွေအားလုံးနှိပ်ပေးသွားပါခေါလောင်းလေးကိုမနှိပ်ရသေးတဲ့ချင်းမိတ်ဆွေတွေအားလုံးခေါလောင်းလေးတွေတန်းစီပြီးနှိပ်ပေးသွားကဲ comment မှာ okay လေးတွေတန်းစီပြီးတော့မန်းသွားကဲ okay လေးတန်းစီပြီးတော့မှတ်သွားမနေ့ဖက်အဖွင့်နေ့เนาะကျွန်တော်တို့ဗုဒ္ဓဘူးနေ့16ရက်နေ့တကြံပြီးတဲ့နေ့ချဲထွက်တဲ့နေ့เนาะချဲတဲ့တင်ပေးထားတယ်ကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံး ဟုတ်ပြီလားချဲတဲ့ကိုချဲကိုလည်းတင်ပေးထားတယ်အဲကြောင့်မနေ့ကချဲကိုလည်းအဓိကမိန်ထားပြီးတော့ကိုတို့ကြည့်မယ်သူဒီကိုလည်းကိုတို့အဓိကမိန်ထားပြီးတော့ကြည့်မယ်စောစောကလိုင်းလွှင့်ပေးတယ်လိုင်းမကောင်းလို့တမိနစ်ကြောကြောပဲပြတ်ကြသွားတယ်နော်ကဲအဲ့ဒါဆိုရင်လူဆုံးပြီဆိုရင်မနေ့ကအဓိကမိန်ထားရမယ်ထားပြီးထိုးရမယ်ခဏနေကိုကိုတို့ပြော့ပြပေးမယ်ဟုတ်ပြီလားကဲကိုတို့ကိုမြေထဲအားပေးနေတဲ့မိတ်ဆွေတွေအားလုံးရှိရဆိုရင်တက်လာခဲ့ပါ နေ့ဖန်ကိုအဓိက main awkward နှစ်ကွက်နဲ့ထိုးခြင်းပါတယ် main awkward နှစ်ကွက်နဲ့ရခြင်းပါတယ်ဆိုရင်မိတ်ဆွေအောင်ဗီဒီယိုဘန်တွေကိုပြီးဆုံးနိုင်အောင်ကြည့်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိရဲ့ဒုတိယဝါသနာရှင်တွေအားလုံးကိုလည်းမြင်စေခြင်းနဲ့တွေ့စေခြင်းနဲ့ဆိုရင်များများလေး share ပေးသွားကဲများများလေး share ပေးသွားပါမိတ်ဆွေတွေအားလုံးပဲနင်းအချင်းနေမကောင်းဘူးနော်မန္တလေးမြို့လည်းတနာဖို့ကောင်းတယ်ဆိုတော့နင်းနေပြီကြည့် ဥပ္ပါတယ်ဗျခက်ခဲကြီးကတော့အမျိုးမျိုးတော့ရှိနေပါတယ်အဲဒီကြမို့နော်အခုတို့ချိန်ဒီမျိုးမှာလိုက်မလွင့်တင်ဘူးဆိုတော့ကျွန်တော်နားလဲပါတယ်ကျွန်တော်သိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီဟာလေးကကျွန်တော်ပြရတဲ့ site ကလေးဒါမနေ့ဖန်ကိုမှန်ခဲ့မယ်ကျွန်တော်ပေးခဲ့တဲ့ခန်းန်းလေးမှန်ခဲ့မယ်ဆိုရင်မိတ်ဆွေတို့အတွက်ဘာပဲဖြစ်ဖြစ်ကုသခံရတော့ရတာပဲဟုတ်ပြီလားနော်အကောင်းဆုံးပြင်ဆင်ပြီးတော့ ပေးထားပါတယ်အမြဲတမ်းမှန်နေမှန်ပါလိမ့်မယ်လို့အာမခံပြီးတော့ပေးတာမဟုတ်ပါဘူးတကယ်လို့မြန်မှန်လာခဲ့တယ်မှန်ခဲ့တယ်ဆိုရင်မိတ်ဆွေတို့အတွက်တုံးဖို့ဆွဲဖို့လေးရတာပေါ့ဗျာဟုတ်ပြီတာเนาะအကြိုက်တူတယ်ဆိုရင်လိုက်ထိုးပါကိုတော့အခုဒီညပြောမဲ့ main awkward နှစ်ကွက်ကိုအကြိုက်တူတယ်ဆိုရင်လိုက်ထိုးပါเนาะချဲကနန်းနဲ့ကိုတော့တင်ပေးထားပါတယ်ချဲကနန်းနဲ့မိတ်ဆွေတွေအားလုံးအကြိုက်တူတယ်ဆိုရင်လိုက်ထိုးပါเนาะဟုတ်ပြီလားအဲကြောင့်မို့ကိုတော့တို့ကဲ့ လူဆုံးပြီဆိုရင်ကိုတို့မနက်ဖြန်ကိုအဓိကမိန်ထားပြီးထိုးရမယ်ခဏကိုတို့ပြောပြပေးမယ်နော်ကိုတို့တို့မနက်ဖြန်ကိုအဓိကမိန်ထားပြီးထိုးရမယ်ခဏကကိုတို့6ထိပ်စီကိုနောက်ပေးနေ69ဆိုတဲ့ခဏတစ်ခွက်ကို မိတ်ဆွေတွေအအောင်ထိုးရမယ်နော်69ဆိုတဲ့ခဏတစ်ခွက်ကိုမိတ်ဆွေတွေအအောင်ထိုးရမယ်နောက်ပြီးတော့ကိုတို့တို့8ထိပ်စီကိုနောက်ပေးနေ89ဆိုတဲ့ခဏတစ်ခွက်ကိုမိတ်ဆွေတွေအအောင်ထိုးရမယ်ဟုတ်ပြီလား 6ထိပ်စီ9နောက်ပိနဲ့69တခွဲ8ထိပ်စီ9နောက်ပိနဲ့89တခွဲဆိုတဲ့ခဏကိုမိတ်ဆွေတွေအောင်ထိုးပါပါမယ်အဲဒီတကြောင်မို့အကြိုက်တူတယ်ဆိုရင်လိုက်ထိုးပါအဲဒီနှစ်ကွက်ကိုမနက်ဖြန်ကိုကျွန်တော်တို့အဓိကမိန်ထားပြီးတော့ထိုးပါမယ်နော် site တွေကတော့ရှိတယ်ဒါပေမဲ့ကိုထုံးမနက်ဖြန်ကြမှာပဲကိုထုံးပြပေးမယ်နော်ဟုတ်ပြီလားကဲအဲဒီတကြောင်မို့ကိုထုံးရဲ့ချင်းမိတ်ဆွေတွေအားလုံး69နဲ့89 ကြိုက်တူတယ်ဆိုရင်လိုက်ထိုးပါဟုတ်ပြီလားเนาะကိုတော့မနေ့ဖန်ကိုတောက်လျှောက်ကိုမှန်လာတဲ့ကီ၃လုံး site ကိုကိုတော့ပြောပြပေးမယ်เนาะပြပေးမယ်အဲ့ဒီကီ၃လုံးနဲ့ကိုတော့အဓိက main ကင်ပြီးတော့ဆော့မယ် main ဆိုလိုပေါင်းဝမ်းချင်းရှိဝမ်းချင်းကိုကင်လာခဲ့လုံးပိုင်ရှိရင်လုံးပိုင်ကိုယူလာခဲ့မနေ့ဖန်ကိုထုံးရဲ့တောက်လျှောက်ကိုမှန်တဲ့ကီ၃လုံးနဲ့ကတ်ပြီးတော့ထိုးမယ်ဆိုရင် အကွက်နဲသွားပါလိမ့်မယ်ဟုတ်ပြီလားเนาะအဲကြောင့်ဝမ်းချင်းရှာတာကီကိုရှာတာတအားမို့ရင်လုံးပိုင်ကိုရှာတာပါ ကိုတော့ကီးအပိုင်းရှိပါတယ်ကိုတော့ရှိမှာဟုတ်ပြီတော့เนาะကဲအားကြောင့်မို့လိုက်လမလေးတွေတန်းစီနေကိုတော့ရဲ့ YouTube channel လေးကို subscribe ဆိုတဲ့စာတမ်းအညီလေးကိုမနှက်ရသေးတယ်မိတ်ဆွေတွေအားလုံးကနှိပ်ပြီးသွားပါအားလုံးပဲเนาะဟုတ်ကဲ့ပါဗျเนาะစိတ်တော့မကောင်းပါဘူးဒါပေမဲ့အကုန်လုံးအဆင်ပြေပါစေလို့ပဲဆုတောင်းပါတယ်ဟုတ်ပြီလားเนาะတနင်္လာနေ့တော့ ကဲအဲ့ဒါဆိုရင်ကုထုံးရဲ့ like ကလေးကိုဒီလောက်နဲ့ပဲရှင်းနာဝင်ပြပါမနက်ဖြန်ကိုကုထုံးတို့အားလုံးပြန်ဆောင်ကြပါမယ်နော်ဟုတ်ပြီလား